င်တာလေးရလေခါလီကြတော့လဲလေအဲကျွန်တော်တို့တိုင်းပြည်ကမြို့ပြနဲ့ကျေးလက်နဲ့တိုးတက်မှုနှုံချင်းကကွာဟရယ်ပေါ့နော်အဲ့တော့မြို့ပြကလူတွေတည်တဲ့အသည့်နဲ့ကျေးလက်ကလူတွေတည်တဲ့အသည့်ရလဲကွာဟချက်တွေများတယ်နော်ကွာဟချက်တွေများတော့ အဲ့တော့ဂျေးလက်တီမှာဆိုရင်ကျမတို့ကဟိုးအရင်အရင်တည်းကဘာတွေကနေပြီးတော့မှဟို influence ဖြစ်လဲဆိုလို့ရှိရင်ကျမတို့ចောင်းတိုင်းဘုံကြီးတွေเนาะတာသနာຫນွေဝင်တွေပေါ့လေဘာဖြစ်ဆိုကျမတို့ကယူသည်ရင်းဆွဲတွေရှိတာဟုတ်เนาะဒီလိုလူမျိုးတွေကဟိုဩဇာအာဏာဩဇာ လွှမ်းမိုးတာပေါ့နော်ဒီလိုရက်ရွာတွေမှာလေအာရွာရွာဦးကျောင်းဆရာတော်တို့နော်အဲခုနလိုပေါ့ကျောင်းနိုင်ဆရာတော်ကြီးတို့ဒီလိုမျိုးတွေပေါ့နော်အာခုနလိုပေါ့သာသနာ့ဉာဏ်ဝင်သီလရှင်တွေတို့စသဖြင့်ဒီလိုလူမျိုးတွေရဩဇာတက်ရောက်မှုလေးတွေရှိတာပေါ့အဲ့တော့ အဲ့လိုလေးတွေမှလေတခါဘာတွေ့ရလဲဆိုတော့ကျမလေးလေစိတ်မချမ်းသာရဘူးเนาะဟိုမြင်ရတွေ့ရတာလေးတွေပေါ့လေဒါပေမဲ့သူ့အရင်နဲ့သူ့ဇက်နဲ့တော့လေမဟုတ်တယ်သူတို့ကသူတို့တော့လေရဲ့လူတွေဖြစ်နေတယ်လို့ပဲဖြစ်မလားတော့မသိဘူးသိလားမတီးဘူးအဲ့ဒါမနေ့တုန်းကဗီဒီယိုဖိုင်လေးတစ်ခုတွေ့ရယ်ဗီဒီယိုဖိုင်လေးတစ်ခုမှာဘာလေးတွေ့လဲဆိုတော့ဆရာလေးတစ်ပါးကနေပြီးတော့မှသူကတရားလေးဟောတယ်ပေါ့နော်အဲ့ဒီမိသားစုလေးတစုကိုသူကတရားလေးဟောတယ် တရားလေးဟောတဲ့တရားဘာလေးဟောသလဲဆိုတော့တက်တက်လောတဲ့စားတာဆိုတဲ့အကြောင်းအရာလေးကိုသူကဟောတယ်အဲကျွန်တော်ပြတော့ပါဦးဗီဒီယိုဖိုင်တော့เนาะဟိုဆိုတော့တက်တက်လွတ်စားတဲ့အကြောင်းအရာမှာသူကပြောပြီးတော့မှဟောပြီးတော့မှတက်တက်လွတ်ဆိုတာတဲ့တက်တက်လွတ်စားတယ်ဆိုတာကတဲ့ကိုမတက်ဘူးဆိုရင်အဲ့ဒါတက်တက်လွတ်ပဲတဲ့အဲသိလားကိုမမတက်ဘူးဆိုရင် အခုဝသားဆင်းဆုံးကတ်မယ်ပေါ့သူ့ကိုဝသားဟင်းကတ်မယ်ဆိုလို့ရှိရင်အဲ့ဝသားဟင်းကတက်ပြီးတော့မှကတ်တာမဟုတ်ဘူး။ तू ကလည်းတက်ပြီးတော့မှစားတာမဟုတ်တဲ့အတွက်အဲ့ဒီဝသားဟင်းဒီတက်တက်လို့ဝသားဟင်းစားလို့ရတယ်တဲ့။သိလား?နော်။နောက်တစ်ခါငားဆိုလည်းဒီလိုပဲ तू ကဝဲတဲ့ तू ကလည်း तू တက်ပြီးလုတာမဟုတ်ဘူး။အဲစားတဲ့ तू ကလည်း तू ကတက်ပြီးစားတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒါဒီတက်တက်လို့တဲ့။ဒီလိုလေးပြောတယ် အဲသဘောပါသလားသဘောပေါက်သလားနေသူကဒီလိုလေးတရားဟောနေရလေးတွေ့အဲ့မိသားစုလေးကလည်းကျမထင်တာနေကထင်ပါလိမ့်မယ်နော်အဲ့လိုကြေးကြေးလက်ကထင်ပါလိမ့်မယ်အဲ့လိုလေးចောင်းလေးကလည်းဒီလိုထင်ရန်ကလေးလို့လို့ဘာလို့အဲ့လိုမျိုးလေးပေါ့လीနော်အဲ့လိုလေးဆိုတော့အဲ့မိသားစုကလည်းတော်တော်ရိုးရိုးကြွကြွနားထောင်နေတော့အဲ့တော့လေအဲ့လိုမျိုးသူတွေကနေပြီးတော့မှဖြန့်ဝေတဲ့အသည့်တွေဟာရူတည်ရင်းဆွေးရှိတဲ့သူတွေရဲ့ခေါင်းထဲကိုရောက်သွားတယ်ဆိုလို့ရှိရင်အရန်အန်တီရဲများတယ်အရန် toxic ဖြစ်တယ်နော် toxic ဖြစ်တဲ့ဟာမလို့ကျမဖြေရှင်းချင်တာ ျွန်တော်ဗီဒီယိုဖိုင်လေးတော့မပြတော့ဘူးကျွန်မဗီဒီယိုဖိုင်လေးမှာဘာဖြစ်ဆိုအာကုသူတွေအတူတူဖြစ်ကြရမှာဆိုလို့ကျွန်မတယောက်ပဲဖြစ်လိုက်ပါတော့မကြည့်ရတဲ့သူတွေမဖြစ်ပါနဲ့တော့เนาะဆိုတော့ဆိုလိုရင်းကအဲ့ဒါ तू ကအဲ့လိုပြောလိုက်တာเนาะ तू ကိုနိုင်တက်ပြီးတော့မှစားတာမဟုတ်ရင်အဲ့ဒါတက်တက်လို့တဲ့เนาะဆိုတော့ဒါဒီဆရာလေးကိုလည်းဆရာလေးကလည်းသူဟိုဆရာလေးဝတ်စုံဆိုပြီးသူယောဂီဆရာလေးယောဂီဆရာလေးယောဂီဝင်းနေပေါ့เนาะဆိုတော့ အေးကြည့်ပြောလေဟေးကြောက်စရာကြီးတော့သူဘလို ड़ी ပြောနေလဲလို့ကျွန်မဒီလိုလေးဖြစ်တယ်နော်ဆိုတော့ဒီလိုလေးဖြစ်တယ်အဲ့တော့ကျွန်မတို့ကဘာမှာဗုဒ္ဓဘာသာနဲ့မပြောနဲ့အောင်ဗုဒ္ဓဘာသာခဏထားလိုက်အောင်ဗုဒ္ဓတရားတော်တွေခဏထားလိုက်ကျွန်မတို့ကဘာမှာလဲ vegetarian နဲ့ vegan နဲ့ဆိုပြီးတော့မှနှစ်မျိုးရှိတယ်နော် vegetarian အဆင့်ရှိတယ် vegan အဆင့်ရှိတယ်ကျွန်မတို့ vegetarian ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်မတို့ကအသက်သက်လို့အသက်တက်လို့အသက်တက်လို့ အတက်တက်လို့ဆိုတာစက်သားရောဝက်သားရောခုနလိုငားရောစိတ်သားရောအမဲသားရောအသားအသားကြီးငားကြီးတွေကိုမစားဘူးဒါပေမဲ့သူက vegetarian ငါသူကအတင်းရစားတယ်ဥမာငန်းပြာရီရောငပိရောကြက်ဥရောသူကစားလို့ရတယ်အဲ့ဒါဒီ vegetarian လို့ခေါ်တယ် နော်ကျမဆိုပြောတယ်အမြင်နဲ့ကျမ vegetarian ဖြစ်တော့မယ်ကျမလေအဲကျမနောက်နည်းနည်းလေးနှစ်လေးကြာလို့ရှင်ကျမ vegetarian အဲကျမလုပ်တော့မယ်ဘာဖြစ်လို့လဲဆိုတော့ကျမအသားကြီးငါးကြီးတွေလည်းကျမမကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကျမ vegetarian စားမယ်ဘာဖြစ်ဆိုဟိုလုံးလုံးကြီးတက်တက်လို့ဆိုလို့ရှင်တော့ကျမကိုလုပ်ပေးရတဲ့သူတွေအတွက် window ဝင်ဖို့ဖြစ်မှာဆိုလို့နော်ကျမ vegetarian ကိုစားမယ် အဲ့တော့ဟို vegetarian ကြာငပိငပြားရေရှောင်စရာမလိုဘူးပေါ့နော်သူကကြာတော့အသားကြီးငါးကြီးတွေကိုစားအတားကကဘာမှာကဘာမှာလဲဒီတိုင်းပဲဗုဒ္ဓဘာသာမှာမဟုတ်ဘူး vegan ကကြာတော့ဘာလဲဆိုတဲ့ကကြာ तू ကတိရစ္ဆာန်နဲ့ပတ်သက်တော့အတုံးအစာအစာအတလုံးဝအကုန်လုံး तू ကမစားဘူးမဝက်ဘူးမစားဘူးမဝက်ဘူးနော် ်မစားဘူးမဝစ်ဘူးအဲ့တော့တနိစံနဲ့ဥပမာခရိုကိုဒိုင်းပတ်စံအိတ်တို့နော်အဲခုနလိုပေါ့နွားနိုတို့ချီစ်တို့ဘက်တာတို့အဲဒါမျိုးကြီးဆိုဒါဆိုဒါနိုးနဲ့နိုးတဲ့ပစ္စည်းဒါတနိစံအနေထွက်တဲ့ဟာတွေနော်နောက်တစ်ခါအဲဟိုခုနလိုမွေရီကွန်နဲ့လှုပ်ထားတဲ့ဟာမျိုးတို့နောက်တစ်ခါအင်းကြီးဝစ်စားမှလည်းအဲတနိစံအနေထုတ်တဲ့သိုးမွေးတို့နော်ယုံမွေးတို့စသဖြင့်ပေါ့နော်သူကကြတော့အဲ့လိုမျိုးနောက်တစ်ခါစားတဲ့အစားအသောက်တွေမှာဆိုလို့ရှိရင်လည်းတနိစံအနေထွက်တဲ့နိုးနဲ့နိုးတဲ့ပစ္စည်းကအစာ အသားမုတ်ငားမုတ်ကြသားမုတ်အဲ့လိုတွေကအစုံသူကအဲ့ဒါတွေကိုကလုံးဝမစားဘူးဆိုတော့သူကအဲ့ဒါကို vegan လို့ခေါ်တယ်ဒါဗုဒ္ဓဘာသာမှာမဟုတ်ဘူးကမ္ဘာမှာအဲ့လိုမျိုးတွေရှိတယ်နော်သူက vegan ကကြတော့သူကဘာကိုလဲဆိုတော့သူကတိရစ္ဆာန်တွေကိုသူကကာကွယ်စောင့်ရှောက်တဲ့သူတွေတိရစ္ဆာန်ကိုချစ်မြတ်နိုးတဲ့သူတွေရဲ့ဒါသူတို့ရဲ့တိရစ္ဆာန်တွေပေါ်မှာထားတဲ့မေတ္တာတရားကိုပြတဲ့လုပ်ရက်ပေါ့နော် ဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့ဒါ vegetarian နဲ့ vegan နဲ့ကိုကဘာမှာလဲဒီလိုပဲကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်တွေမှာလဲဒီလိုပဲတတ်တတ်လို့ဆိုတာကိုကမတက်လိုက်လို့အသက်ရှိနေတာတွေကိုစားလို့ရတယ်လို့ဆိုလို့တာမဟုတ်ဘူးသူတပိုင်းရဲ့အသက်အသက်ရှင်တန်နေတော့အသက်ရှင်တန်ခဲ့တော့ဒီသက်ရှိတွေကနေပြီးတော့မှတည်ဆုံးသွားတဲ့အသားတွေကိုမစားတဲ့သူကိုဆိုလို့တာရှင်းရှင်းပြောရလို့ရှင့် အဲ့တော့ဆရာလေးကဘာပြောလဲဆိုတော့ဟေးတက်တက်လွတ်ဆိုတာကလေငါ့ကိုဝတားဟင်းကတ်တယ်ငါတတ်ထားတာမဟုတ်ဘူးဆိုရင်အဲ့ဒါတက်တက်လွတ်ပဲငါအဲ့ဝတားဟင်းကအဲ့တက်တက်လွတ်ဝတားဟင်းငါစားလို့ရတယ်နင်တို့လည်းအဲ့ဒါတက်တက်လွတ်ကတ်တာငါလည်းတက်တက်လွတ်ဖြစ်တာစားလို့ရတယ်သူကဒီလိုလေးပြောတယ်ဆရာလေးကျွန်မလေးလေအော်ဒုက္ခပဲဘလိုတွေတောင်ပြောပြီးတော့မှဘလိုတွေအဲ့တော့ဒီမိသားစုကလည်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တင်မတင်မတင်မနဲ့နားထောင်နေရှာတာသိလားနားထောင်နေရှာတဲ့ခါကျတော့လေ ရင်လေးစရာကြီးပေါ့နော်ပြောတဲ့ဟောပြောချက်တည်းဟာလေရင်လေးစရာကြီးပေါ့အဘာပဲဖြစ်ကျမတို့တွေကလေယုံကြည်ကိုးကွယ်ယုံကြည်မှုဆိုတဲ့အောက်မှာလေကိုကကြည်ညိုတဲ့သူတွေယုံကြည်တဲ့သူတွေလေးစားတဲ့သူတွေရဲ့စကားဆိုနားထောင်ရတယ်ပေါ့နော်ဆိုတော့ဒါကျမတို့ရဲ့ချစ်စရာ delay ပေါ့လေဆိုတော့ လူလူချင်းတောင်မှဒီလိုပဲကိုယုံကြည်လေးစားရတဲ့သူရဲ့စကားဆိုနားထောင်ကြကျွန်မဒါကြောင့်မလို့ပြောပါလိမ့်အဲကျွန်တော်တို့ influence ဖြစ်တဲ့သူတွေဟာအတိမှန်ဖို့လိုတယ်အပြောမှန်ဖို့လိုတယ်အဲအမှန်တွေကိုပြောဖို့လိုတယ်အပြောတွေကိုလည်းမှန်ဖို့လိုတယ်လို့ဘာဖြစ်ဆိုသူတို့ကိုစောင့်ကြည့်နေတယ်သူတို့ကိုယူတည်တဲ့သူသူတို့ကိုလေးစားတဲ့သူသူတို့ကိုစိုက်နှစ်တတ်တဲ့သူဒီကသူတို့ရဲ့စကားတွေကိုနားထောင်နေလိနားထောင်တာဖြစ်တဲ့တော့သူတို့ကတော့အမားတွေကိုပြောရဲဆိုရင်နားထောင်တဲ့သူတွေရဲ့ခေါင်းထဲကိုအမားတွေရောက်သွားမယ်เนาะဒါကြောင့်မလို့အပြောတွေမှန်အမှန်တွေပြောကြဖို့လိုတယ်ဆိုတာကိုပြောပြတာဒါလူ ူကို influence ဖြစ်တဲ့သူတွေခုနလိုပေါ့ဒါသာသနာ့ဉဝင်ဝင်နေစသဖြင့်ဒီလိုလူတွေရနော်အဲ့တော့လူလူချင်းကပြောတဲ့စကားမဟုတ်ဘူးသာသနာ့ဉဝင်ဝင်တယောက်ကတိလရှင်တယောက်ကနေပြောတဲ့စကားဟာဈေးထဲကနေတေပြီးသားအသားကိုဝယ်လာပြီးတော့မှချက်ပြီးတော့မှကတ်တာအဲ့ဒါဒီတက်တက်လို့အဲ့တော့ဒါဒီတက်တက်လို့ငါတက်ထားတာမဟုတ်တာဖြစ်တဲ့တကြောင်မလို့ဒါတက်တက်လို့စားတာပဲငါကအသက်ကိုတက်တာလွတ်တယ်တက်တက်လွတ်တယ်သူကဒီလိုလေးပြောတယ်နော် ကျမတို့တွေတက်တက်လို့စားတယ်ဆိုတဲ့အာယုံပြုတ်တယ်ဆိုတာကကျမတို့ဟာအသက်ရှိသောတဒဝါများဤအသားကို စားသုံးခြင်းမှရှောင်ခြင်းမှဤကိုရှိမှာပဲတက်တက်ကိုရဲ့ကွဲရမှာပဲတက်တက်နော်အဲ့ဒီကနေမှတဆင့်ကျမတို့ကဘာကိုထပ်ပြီးရှောင်လဲဆိုတော့မြင်သားကြားသားမစားဘူးလို့ကျမတို့ဒီလိုလေးရှောင်နေကိုရှိမှာတက်တဲ့အသားဆိုကျမတို့မစားဘူးကိုကတက်တန်ကိုကြားတဲ့အသားဆိုရင်ကျမတို့မစားဘူးနောက်တဆင့် မြင်သားကြားသားမစားဘူးလို့ဒီလိုမျိုးလေးပြောတယ်เนาะဆိုတော့ပထမကတော့တတ်တက်လုံးဒါအသက်ရှိသောတရဝါများကိုရဲ့အသားကိုစားသုံးခြင်းကနေရှောင်ကျင်တာနောက်တစ်ခုကကြတော့အသားတော့စားလိုက်တယ်ဒါပေမဲ့အဲကိုရှိမှာတတ်နေတာဆိုရင်တော့အဲ့ဒီကိုရှိမှာကိုရဲ့ပယောကားကြောင့်ဖြစ်စေသူတစ်ပါးရဲ့ပယောကားကြောင့်ဖြစ်စေအဲတတ်လို့တည်သွားတဲ့ဒီတရဝါရဲ့အသားကိုမစားဘူး ကြားလိုက်တဲ့အသားကိုမစားဘူးမြင်သားကြားသားမစားဘူးเนาะဒီလိုမျိုးလေးပေါ့ဆိုတော့အဲ့တော့ဟိုနည်းနည်းလေးတော့လေလွင်နေတယ်ပေါ့เนาะနည်းနည်းလေးတော့လွင်နေတယ်ပြိဿကြီးရောဘလို့မြင်လဲ ြောပါအောင်နည်းနည်းလေးတော့လွယ်နည်းနည်းလေးတော့မဟုတ်ဘူးများများကြီးကိုလွှဲနေတယ်လို့ဒီလိုမျိုးလေးဖြစ်တယ်เนาะအာမြင်ရတွေ့ရကြားရတာတွေလည်းစိတ်ထဲမှာမချမ်းမြေဘူးအဲ့တော့ကိုယ်တိုင်းကလည်းအသိပညာနည်းလေသလားတော့လည်းမသိဘူးပေါ့เนาะအဲ့လိုမျိုးတွေနဲ့ဟောပြောပြီးတော့မှအဲ့လိုမျိုးတွေနဲ့လုပ်နေတာတွေကိုမြင်ရတာတွေလည်းလीခုနပြောတဲ့လိုမျိုးပေါ့ဟိုသာသနာရေးဝင်ကြီးဌာနကြီးမကြည့်နေပါနဲ့ပြောအောင်အဲ့လိုဗီဒီယိုမျိုးတွေတက်လာရင်နှိမ်နှင်းပေးပါလို့ပဲတောင်းဆိုရမှာပဲเนาะဘာဖြစ်လို့လဲဆိုတော့ သူတို့ပဲနေနေနိုင်ပါလိ။တော့ကျမတို့ကပြောရဲဆိုရင်လည်းအယူဝါဒတွေဝိဝါဒတွေကကွဲပြားပြီးတော့မှကျမတို့ချစ်ချင်းမုန်းညင်းနေပေါ်မှာမူတည်ပြီးတော့မှဆဲကြအောင်မဲဆိုကြအောင်မဲညင်းကြအောင်မဲခုံကြအောင်မဲပြောကြအောင်မဲဆိုတော့လေအဲ့တော့အာနာရှိတဲ့သူတွေကမှထိန်းကွက်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မလို့အာနာရှိတဲ့သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေကလေတဲ့ ဘယ်ထိန်းချောင်းပေးပါလို့ပဲပြောရမှာပဲเนาะအဲ့တော့ကျွန်တော်တို့ကဘာမှာလဲ vegan နဲ့ vegetarian ဆိုတာရှိပါတယ်เนาะဆိုတော့ဒါကဗုဒ္ဓဘာသာဆိုရင်အစိုးရောက်တယ်တို့အာဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ဘလို့ဖြစ်တယ်တို့ဝိဝါဒတွေကွဲမှာဆိုလို့ကျွန်မကဘာနဲ့ကဘာကလက်ခံချက်သုံးတဲ့ဟာနဲ့ရှင်ပြီးပြောပြတာ vegan က vegetarian ထက်ပိုပြီးတော့မှသူကဟိုဖြစ်တယ်ပေါ့เนาะသူကပို့ပြီးတော့มาတိရစ္ဆာန်နဲ့ပတ်သက်တာအဲဒီအသက်တွေနဲ့ပတ်သက်တဲ့ဟာမှန်တယ်မြောက်သူကအကုန်ရှောင်ပလိုက်တာအဝယ်စားဝတ်တာအစား နော် vegetarian ဆိုတာကတော့တတ်တတ်လွတ်တမျိုးပဲသူကဒီ ဟိုဘယ်လိုခေါမလဲအသက်တည်းရဲ့အသားကိုပဲ तू ကမစားတာပေါ့နော် तू ကနောက်ချက်ဥတို့ तू ကခုနလိုပေါ့ cheese တို့ခုနလို no နဲ့ no drip စီတို့ तू ကငပိငံပြာရီတို့ तू ကဒါမျိုးစားသေးတယ် vegetarian ကအဲ့တော့ကျမကတော့လीအဲကျမတော့မပြောတယ်ကျမနောက်ထပ်နှစ်နှစ်သုံးနှစ်လောက်ဆိုလို့ရှိရင်เนาะကျမလည်းအဓိဋ္ဌာန်လေးနဲ့ပေါ့လीငါ vegetarian လုပ်တော့မယ်เนาะဒါဒါကြောင့်လို့ကဘာမှာပြောလीနင်က vegetarian လားဒီလိုမျိုးလေးပြောတယ်ကျမတို့ဥပ hamburger တွေပါလीဆို hamburger sign တွေပါလीမှာဆိုလဲလीဒီလိုပဲလीကျမတို့ vegetarian ဆိုတဲ့ဟာရှိရယ်လीเนาะဆိုတော့ကျမတို့ တစ်ခါဘန်ကောက်ကနေပြန်လာတော့ဝယ်စားလာသေးတယ်ဟမ်ဘာဂါမှာသူကအထဲထဲမှာအသားမဟုတ်ဘူးကျမလည်းစမ်းစားကြည့်ချင်လို့စားလိုက်တာငါစားနိုင်လားပေါ့နော်စားစီစဉ်သူကပြောင်းမှုတို့ဘာတို့ညာတို့အဲခုနလိုဂေါ်ဘီတို့တို့ဘာတို့အဲ့အရာတွေအကုန်လုံးကိုသူကလှုပ်ပြီးတော့မှအသားပြားလိုမျိုးကြော်ထားတဲ့ဟာကိုပေါင်ပုံထဲမှာညှက်ပြီးတော့မှအဲအဲ့လိုလှုပ်တဲ့ဟာပေါ့ vegetarian နေစားတဲ့ဟာပေါ့နော်အသားပြားမဟုတ်ဘူးပေါ့သူကလေ အဲ့လိုမျိုးတွေဖြစ်တယ်။ကျွန်တော်တို့ဟိန္ဒူတွေဆိုတာတော်တော်များများဟိန္ဒူတွေထဲမှာဆိုတာအဲသူတို့ဆိုရင်ဒါ vegetarian နေ vegan နေအများကြီးရှိတယ်နော်။ဆိုတော့ကမ္ဘာမှာလည်းရှိပါတယ်ဘာသာပေါင်းစုံမှာ vegetarian နေ vegan နေအများကြီးရှိတယ်နော်။အဲ့တော့ vegan ကတော့သူကနည်းနည်းလေးပို့ပြီးတော့မှရှောင်ကျင်တာများတယ်ပေါ့ရှောင်တာများတယ်သူကတော့လုံးဝကို no no drug ပစ္စည်းအသားအဝိအစာအသုံးအစာအဲကျွန်တော်တို့ဒီ cosmetic တွေ skin care တွေအစသိလားဆိုတော့ငါကြီးစီဆေးမှာဆိုလဲเนาะငါကြီးစီမစားဘူးတို့တာဒီဒီဒီတက်ရှိရနေထုတ်တဲ့ဟာမလို့เนาะနောက်တစ်ခါ skin care တွေမှာဆိုလဲဒီလိုပဲလေကျမတို့ဒီအသက်ကနေအသက်ရှိတွေကနေပြီးတော့မှထုတ်တဲ့ skin care တွေရှိရလေเนาะအဲ့လိုမျိုးဒါတွေဆိုမသုံးဆွဲဘူးဒါကြောင့်မလို့ကဘာမှာ vegan တွေသုံးဖို့အတွက်ကိုသူက vegan ဆိုတဲ့ဟာမျိုးလေးတွေနဲ့ပါတာလေးတွေရှိရเนาะဆိုတော့လေအဲ့လိုမျိုးလေးရှိပါတယ်ဒါကြောင့်မလို့ဆီယာလေးတွေခုနလိုပေါ်သာသနာ့ဝင်ဝင်နေရဟောပြောကြတယ်ဆိုရမှာလေ င်အသိပညာဘဟုသုတနဲ့ခုနလိုပေါ့ပရိယပရိပတ်တွေလည်းသင်ကြားခဲ့ရတာဒီအားနေတဲ့ခါကျတော့တိတဲ့အသိလေးတွေနဲ့ပဲပြောလေသလားတော့မသိဘူးပေါ့နော်ဆိုတော့အဲအဲ့တော့သူတို့ပြောတဲ့ဟာကိုဟောပြောချက်တွေကိုနားထောင်နေသူတွေကပို့ပြီးတော့မှအသိပညာဘဟုသုတအာခုနလိုပေါ့ပေါင်းမြောက်မှုအားနေတဲ့သူတွေအရင်ရိုးအားတဲ့ သူတွေကြိလက်ကသူတွေဆိုလို့ရှိရင်ထင်အောင်ထင်မှားတွေဖြစ်သွားစေတယ်เนาะဒါကြောင့်မလို့လေဒီလိုဟောပြောမဲ့ခုနလိုပေါ့သာသနာ့နယ်ဝင်တွေအနေနဲ့လည်းအဲခုနလိုပရိယတိပရိပတ်တိဒီဟာတွေကိုလည်းလေ့လာပြီးတော့မှเนาะအဲတေတေချာချာနဲ့အဲမှန်ကန်တဲ့သတင်းအချက်အလက်တွေနဲ့တကယ်ကိုအဗုဒ္ဓဘာသာဝင်တွေဆိုလည်းဘုရားရဲ့တရားတော်တွေကိုအစစ်အမှန်တွေကို အမှန်ကန်တွေကိုဟောပြောညွှန်ကြားပြသဖို့ကို ကျွန်မကဒီနေရာကနေ မြစ်တာရခိုင်တိုက်တွန်းနှုတ်ဆော်အပ်ပါတယ်နော်အဲ့လိုလေးဖြစ်တယ်မနေ့ကတွေ့လိုက်တယ်တခါလေကိုမတတ်ရင်လည်းစားလို့ရတယ်တဲ့ဝက်သားလေးအဲ့ဒါတတ်တတ်လို့တဲ့ကိုတတ်ပြီးစားတာမဟုတ်လို့တဲ့ဆိုတော့ဖះဖះအဲ့လိုဖြစ်သွားတယ်နော်အဲ့လိုဖြစ်သွားတယ်ဘယ်လိုလုပ်မလဲ ơ mày mình là bà Mm-hmm. 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 Oh, mama. Oh, mama. ုတ်တလားရေးကြပါအောင်တချို့လည်းကြည့်ရပါလိမ့်မယ်နော်အဲ့ဒီဗီဒီယိုဖိုင်လေးလေညွန်ကျမလည်းပြရတော့ပြရခြင်းနဲ့တော့ကြလေးအေးကဲအကုန်လုံးဟိုဟာဖြစ်နေပါမယ်လေလို့ 哎，都都两个男的了。 ာလင်းနေလားချလဲလင်းလေးတွေကလာမချနဲ့တော့လင်းချတဲ့သူတွေဆိုဘန်းမှာလင်းချတဲ့သူတွေဆိုရင်ဘန်းမှာလင်းချတဲ့သူတွေဆိုရင်ဘန်းမှာကဲ Facebook ကလည်းတွားကြည့်ရအောင်ဒီမှာပုတ်ဆွဲလို့မရတော့အဲ့လိုဖြစ်နေတာကဲထားပါတော့เนาะအဲ့ဒါအဲ့အဲ့ဒါပါပဲအဖြေကတော့အဖြေကတော့အဲ့ဒါပါပဲလိုင်းရလဲအဲ့လိုလေးရှိတယ် ကဲအဲ့လိုအဲ့လိုဆိုတော့တရက်တရက်ကလည်းလေဆိုဟမ်ဆိုရှယ်မီဒီယာမှာလည်းလေဟာသူတလူငါတမင်းနဲ့စိတ်ပျက်စရာကြီးနော်ကျွန်မပြကျင်တာမလို့ပြကျင်ပါတယ်ဒါပေမဲ့မတွေ့တော့ဘူးဖြစ်လို့မလို့ တနည်းကဗရမ ्या ဆွဲကြိုးလေးရလေအယမ်းမီးကြတာလေဗရမ ्या ဆွဲကြိုးလေးအယမ်းမီးကြတာမဟုတ်ဘူးကျွန်မအေးတယ်ကိုပြေးလိုက်ရတော့ပစ္စည်းကတော့ပြရစီရမရှိတော့ဘူးလိုချင်နေဆိုရင်တော့ပြောအော်အဲ့ဒါဆိုတရားပြည့်အောင်ပြရမှာလား အဲ့ဒီတရားပြည့်အောင်ပေးရမှာလား2000ဘုန်းနဲ့ပဲတွက်ပေးရမှာလားလို့ကဲရပြီနော် ပြီးတော့ဒီမှာလေ vegan နဲ့ vegetarian နဲ့တောင်မှမကွဲပြားသေးဘူးเนาะတသက်လွတ်ဆိုတယ်ကျွန်တော်တို့လေဒီမှာတသက်လွတ်တွေကိုစားတဲ့သူတွေအများကြီးရှိပါတယ်ကျွန်မမိတ်ဆွေတွေထဲမှာဆိုလည်းရှိရဲ့တိလားကျွန်တော်တောင်မှလေကျွန်မလည်းနောက်ထပ်3-4နှစ်လောက်ဆိုကျွန်မလည်း vegetarian လောက်မှာ ဘာဖြစ်လို့လဲဆိုတော့လေစားချင်တော့ဘူးเนาะအသားတွေလေအဲ့တော့ဂျီမန်းချက်ကလေးနဲ့ပေါ့ဩငါတမယအသက်မစားဘူးဆိုရင်ပို့ပြအာယုံလေးရတာပေါ့เนาะကုတူလေးရတာပေါ့အခုကတော့ဂျုံရင်စားတယ်မဂျုံရင်မစားဘူးဆိုတဲ့အနေထားဖြစ်နေသေးတာပေါ့เนาะနောက်ဆိုရင်လေဩလုံးဝအသားကြီးငယ်ငားကြီးတွေအသားကြီးငားကြီးတွေမစားတော့ဘူးเนาะဒါပေမဲ့လေကိုကအရွက်တုပ်ကလေးဆိုငံပြာကြီးလေးပါလဲစားမယ်စားလို့ရတယ်လေเนาะဟိုကိုက vegetarian ပဲလောက်တာလေတက်တက်လွှတ်ရှောင်တာမဟုတ်လိုက်သေးဘူးပေါ့เนาะ vegetarian ပဲအသီးအဝတ်ကိုစားသုံးသူပေါ့เนาะဆိုတော့ ကဘာမှလည်းရှိတယ်အဲ့ဒါတွေက vegetarian နေရာလေးတော့အသားငါမစားဘူးပေါ့နော်ဥမာအမဲသားမစားဘူးဝက်သားမစားဘူးစိတ်သားမစားဘူးအဲတိုးသားမစားဘူးကျမတို့ငါးတွေမစားဘူးเนาะအဲဒီလိုမျိုးတွေပေါ့နော်အဲ့ဒါဆိုရင်ဒါကဟိုစပေါ့ဒါဆိုရင်ဟိုဟို vegetarian ပေါ့နော် vegan ကတော့နည်းနည်းပိုမြင့်သွား ဗီဂန်ကကျွန်တော်တို့သုံးမွေးအင်ညီမွေးဘူးယုံမွေးအင်ညီမွေးဘူးခရိုကိုဒိုင်းအိတ်တွေမကင်ဘူးဖနက်တွေမစီးဘူးဒီတရိတ်ဆန်အနေထွက်တဲ့အဲထုတ်ကုန်ပစ္စည်းတွေထွက်ကုန်ပစ္စည်းတွေစားတောက်ကုန်ပစ္စည်းတွေဘာတစ်ခုမှမစားတော့ဘူးသူကနော်ကျွန်တော်တို့ဘစ်ကစ်ထဲမှာဥမာ no ပါတယ်ဆိုသူမစားဘူးအဲ့လိုဗီဂန်သမားစားတဲ့ဟာတသက်နော်ဥမာဘစ်ကစ်တွေလုပ်တယ်ကျွန်တော်တို့ကွတ်ကီးတွေနော်ဘစ်ကစ်တွေဥပမာအဲစသဖြင့်မို့လင်အဲမုန့်နေ cheese တွေ butter တွေနော်အဲအဲ့လိုအဲ့လိုမျိုးတွေပေါ့ခုနကတော့ danger တင်ခဲအဲအဲ့လိုတွေကအစာ vegan နေကြကြဒါတွေကကြတော့မစားကြဘူးเนาะသူကလေအဝိစားတော့မဟုတ်ဘူးဆိုမှတော့ကွာအစာတောက်ဆိုရင်ပိုဆိုးပိုဆိုးသွားပြီပေါ့เนาะသူကအဲ့လိုရှောင်တာသူကတိရစ္ဆာန်တွေကိုကျင်တာတနာတယ်ပေါ့အဲဆိုပြီးတော့မှအဲ့လို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 လေးရှောင်တာအဲ့လိုလေးရှောင်တာเนาะအဲ့ဒါအဲ့ဒါတို့မြန်မာပြည်ရောက်တော့မှတလွဲကိုကမတတ်ရင်တတ်တတ်လို့တဲ့ဟောပြောတဲ့သူကြည့်လိုက်တော့ဇရာလေးကဲဘယ်လိုလုပ်မလဲဇရာလေးလူโซလူโซလူโซ ကဲဘာနဲ့စဖွင့်မလဲဘာနဲ့စရောင်းရမလဲဘာနဲ့စဖွင့်မလဲဘာနဲ့စဖွင့်ရမလဲတန်တန်လေးပေးမယ်ဘာနဲ့စဖွင့်ရမလဲကျွန်မပြီးခဲ့တဲ့ live ကဒီလိုမျိုးလေးလေဗရမညာကျိုးလေးလေအာအရန်လာမီးတဲ့နောက်လေးမှာလေ240နော်240 240 အော်အင်းအင်းပြီးတော့ဒီညလွှဲလိုက်မယ်လို့အိမ်မေးလေးပြစ်စေပြောလဲဟိုမှာကြည့်လိုက်လေဟိုမှာဟေ့ကြည့်လိုက်အေးလေငါတို့လည်းအားနာတော့နော်လူတွေ အဲ့ဒီငါငါအဲ့လိုကြီးတယ်နိ150ဖြတ်ကြည့်ပေါ့တောင်းတော့ထပ်တိုးလိုက်ပေါ့ဟုတ်တယ်လားအနည်းဒီမှာတော့ဘုန်းကြီးဇေယအဲ့ဒါပို့လိုက်ကွာဟမ်အဲ့ဒါပို့လိုက်150အဲ့လိုပြောလိုက်တောင်းပေးဆိုလဲဟုတ်ကဲ့အဲ့လိုသာပြောလိုက်အားရအားနာနေနည်းနည်းလေးနဲ့ဆိုကဲ ကဲဆိုတော့လေဘာလေးနဲ့စဖွင့်ရမလဲဘာလေးနဲ့ချမလဲဟဲ့လူတွေဘာနဲ့ချပေးမလဲတန်တန်လေးတန်တန်လေးတန်တန်လေးတစ်ခုတန်တန်လေးတစ်ခုချမယ်ဟိုကလေဒီလက်ကောက်ကလေးလည်းအရန်တန်တယ်သိလားအရန်တန်တယ်ဒီလက်ကောက်ကလေးကလည်းရော့ဒီလက်ကောက်ကလေးလည်းကျိုးလေးနဲ့စင်တူလေးလေပြီးခဲ့တဲ့ဘက်ကကျိုးယူထားတယ်ကျိုးလေးနဲ့စင်တူလေးနော်ကျိုးလေးနဲ့118 118 管完了呀。